မင်းဆိုင်ရင် ဖုံးသွင်းရင်ဘာဖြစ်တက်လဲဒီနေ့ခင်မှာဖုံးကအသုံးဝင်လာတော့လက်ကမချနိုင်တာအဆမ်းမဟုတ်တော့ပါဘူးเนาะဒါပေမဲ့ထမင်းစားလဲဖုံးအိမ်သာတက်လဲဖုံးဖြစ်နေရင်တော့ရေရှည်မှာတတိထားသင့်ပါတယ်ဒီတခါတော့ထမင်းဆိုင်ရင်ဖုံးသုံးတာကဘာဖြစ်တက်လဲဆိုတာကိုပြောပြပေးသွားပါမယ်เนาะ ဖုံးသုံးရင်ဓာရီဖြစ်တတ်ပါတယ်အရင်တုန်းကတော့ TV ကြည့်ရင်ထမင်းစားတဲ့အလေးချင်းကခက်စားခဲ့ပါတယ်အခုတော့ဖုံးကြည့်ရင်ထမင်းစားတဲ့ခက်ကိုရောက်လာပါပြီနော်အထူးသဖြင့်တော့ဒီခက်မှာကိုစီအလုတ်ရှုပ်ကြတော့အရင်လိုဝိုင်းဖွဲ့ပြီးထမင်းမစားဖြစ်တော့ပဲတယောက်တည်းစားပြီးကြတာများပါတယ်ဒီလိုနဲ့ပြင်းပြီးလုံးစရာမရှိတော့ထမင်းစားရင် ဖုံးသုံးမိကြတာပါထမင်းစားရင် ဖုံးသုံးတဲ့အခါမပြီးသေးတဲ့မတ်စိတ်လေးတစ်ချောင်းလောက်ပို့လိုက်တာဖုံးလာလို့ခဏထပ်ပြီးလိုက်တာကကြီးမားတဲ့ပြဿနာမဟုတ်ပါဘူးပြဿနာက ဆိုရှယ်မီဒီယာအသုံးပြုတာပါဥပမာ Facebook သုံးမယ်ကြီးလက်စာရုပ်ရှင်တွေကိုထမင်းဆိုင်စက်ကြည့်မယ်ဆိုရင်အချိန်ကိုလို့ကုန်များမသိဖြစ်သွားပါလိမ့်မယ်ဒီလိုမျိုးဖုံးသွင်းရင်လည်းထမင်းစားသပွဲမှာအချိန်ကြာကြီးထိုင်နေမိတာကပြဿနာရှိလာနိုင်ပါတယ်။ထမင်းစားရင်ဖုံးသွင်းတဲ့အခါပထမတစ်ချက်ကပိုစားမိတာပါ။ အယုံကဖုံးမှရောက်နေတာကြောင့်စားကောင်းလားမကောင်းဘူးလားဆိုတာကိုမသိတော့ပါဘူး။လိုက်ပြည်လားမပြည်လားဆိုတာလည်းမခန့်စားမိတာကြောင့်စားနေကြတဲ့ပိုစားမိပါတယ်။နောက်တစ်ခုကအဝလွန်နိုင်တာပါ။စားနေကြတဲ့ပိုစားမိတော့ကယ်လိုရီပိုတက်လာပြီးတော့ကြာလာရင်အဝလွန်လာနိုင်ပါတယ်။တချို့ဆိုလို့ရှိရင်ထမင်းကစားလို့ပြီးသွားပေမဲ့ရုပ်ရှင်ကြည့်တာ ဖုံးသုံးတာကမပြီးသေးတာကြောင့်အပြင်းပြေနောက်တစ်မျိုးမျိုးကိုတထိုင်ထဲမှာထပ်စားမိတတ်ကြပါတယ်။နောက်တစ်ချက်ကအစာအစာဘောကိုအာရုံမရောက်တော့တာပါ။ပုံမှန်ဆိုရင်ဒီဟင်းကအစီများတယ်။ချော့စားရမယ်။ဒီနေ့အရွက်ဟင်းကိုများများစားရမယ်လို့ကိုကိုကိုတတိပေးပြီးကျမ်းမာရေးနဲ့အညီအောင်စားမိမှာပါ။ဒါပေမဲ့ထမင်းစားရင်ဖုံးသုံးရင်တော့အစားအစာဘောကိုအာရုံမရှိတော့တာကြောင့်လက်လန်းမိတဲ့ဟင်းတွေကိုပဲအဆင်ပြေလို့စားမိတတ်ကြမှာပါ။ဟင်းရဲ့အရသာပေါ်မှာလည်းအာရုံမရှိတော့ပါဘူး။ တချို့ဆိုလို့ရှိရင်ထမင်းစားပြီးပြန်လာပေမဲ့လာရင်းနဲ့စားခဲ့လဲဆိုတာကိုတိတ်ပြီးမမှတ်မိချင်ကြတော့ပါဘူးနောက်တစ်ချက်ကအစာမကြေဖြစ်တတ်တာပါဖုံးသွင်းရင်အစားစားတဲ့အခါမှာအစားကိုကျညာဝါဖို့တတိမရပဲနဲ့သမင်းလုတ်ကြီးကြီးတွေပဲစားမိတာတေးချာမဝါပဲမြူချမိတာတွေဖြစ်တတ်ပါတယ်အခုသူကိုယ်တိုင်တော့တတိထားမိမှာမဟုတ်ပါဘူးเนาะစားပြီးမှသာဘာကြောင့်ရင်ပြည့်နေပါလဲဆိုပြီးတွေးမိနေပါလိမ့်မယ်ခလေးတွေကိုလည်းဖုံးပြပြီးသမင်းမကြွေးပါနဲ့เนาะ ခမင်းဆိုင်ရင်ဖုံးတော့ရင်လူကြီးတွေပဲကျမ်းမာရေးထိခိုက်တာမဟုတ်ပါဘူး။ကလေးတွေမှလည်းဒါကကောင်းတဲ့အကျင့်မဟုတ်ပါဘူးနော်။မိဘတွေကကလေးတွေခမင်းဆိုင်ရင်ငြိမ်အောင်လို့ဆိုပြီးဖုန်းနဲ့ TV တွေပြလိရှိပါတယ်။ဒါကရေချေအတွက်မကောင်းပါဘူးနော်။ကြည့်ရင် TV ကြည့်ရင်လည်းကလေးက အဲ့ဒီကိုအာယုံရောင်းနေတာကြောင့်ဒီဘက်ကဘာကျွေးကျွေးပါဇက်လေးဟပေးမယ်ဒါကရေတို့အတွက်ပဲအဆင်ပြေမှာပါ ရေရှိမှာတော့အဝလွန်လာနိုင်ပါတယ်ခလေးတွေလည်းလူကြီးတွေလိုပဲကာတွန်းကားကြည့်ပြီးမပြီးသေးတာကြောင့်ထပ်စားရင် အမေတွေကလည်းခလေးထက်စားတော့ထက်ကျွေးနေကြလာရင်အဝလွန်လာနိုင်ပါတယ်နောက်တစ်ခုကအစာမကြေဖြစ်နိုင်တာပါကာတွန်းကားကြည့်ရင်ထမင်းကိုငုံထားမယ်အမေကမကုံသေးဘူးလားဆိုမှအတင်းမျိုးချိုင်းသူတို့လေးတွေမှလည်းအစာမကြေဖြစ်နိုင်ပါတယ်နော် နောက်တစ်ခုကအပြုတ်မှုဆိုင်ရာပြဿနာတွေပါခလေးအရွယ်မှာအရေးကြီးဆုံးက interaction လို့ခေါ်တဲ့အပြန်အလှန်ဆက်သွယ်တာပါခလေးကိုတီးပြီးဒါမှမဟုတ်ဖုံးပေးပြီးတော့ထမင်းပကံနဲ့လွတ်ထိုင်းရင်နောက်တစ်ခါသူများနဲ့ပြောဆိုဆက်ဆံမှုခက်ခဲသွားပါလိမ့်မယ်နော်ထမင်းစားရင်ဖုံးသုံးတာကိုဘယ်လိုလျှော့ချကြမလဲ အလွယ်ဆုံးနည်းလမ်းကတော့ mindful eating လို့ခေါ်တဲ့စိတ်နဲ့ကိုယ်နဲ့ကပ်ပြီးအစားစားတာပါ။စားစားခြင်းမှာဖုံးမတုံးမဲ့ထမင်းစားဖို့ကခက်ပါလိမ့်မယ်။ဒါပေမဲ့တပြေးပြေးချင်းစီအကျင့်ဖြစ်သွားမှာပါ။ထမင်းစပွဲပေါ်ကိုဖုံးမယူသွားပါနဲ့။ စစချင်းတယောက်တည်းထမင်းစားတဲ့အခါဖုံးမရှိဘူးဆိုပြီးတော့မနေတတ်တာဖြစ်တတ်ပါလိမ့်မယ်။ဒါကြောင့်တယောက်ယောက်နဲ့အတူတူထမင်းစားပါ။အဲတယောက်ကလည်းထမင်းစားနေဖုံးမသုံးဖို့လိုပါတယ်နော်။စလေးချင်းတဲ့အခါတရက်မှတနက်လောက်ပဲစကြည့်ပါ။နောက်ပိုင်းအချင်းဖြစ်သွားရင်တော့ထပ်တိုးကြည့်ပါနော်။ထမင်းစားတဲ့အခါဟင်းတွေကိုစိတ်ဝင်စားပါ။ဘာဟင်းလဲဘလူချက်ထားလဲစသည်ဖြင့်ခေါင်းကိုအလုပ်ပေးထားပါ။စားစားတဲ့အခါအယတာခံစားပါ။ ၊ချိုလာ၊ငန်လာအစတီဖြစ်အရတာကိုအာယုံဆိုင်လိုက်ပါနော်။အကျဉ်ရေတွက်ပြီးထမင်းဝါပါ။ထမင်းလုတ်ကိုပသက်ထဲထည့်ပြီးရင်အကျဉ်20 30စတီဖြစ်ရေတွက်နေပါနော်။ဒါသာအစာကြေဖို့လည်းအထောက်ကူပေးပါတယ်။ဖြည်းဖြည်းချင်းစားပြစ်လို့ဗိုက်ပြည့်လွယ်ပြီးတော့အဝမလွန်နိုင်အောင်လဲထိမ့်ပေးနိုင်ပါတယ်နော်ဒါကတော့လူကြီးတွေအတွက်ပါ ။ကလေးတွေကိုဆိုရင်လည်းအစတဲကဖုံးပြပြီးထမင်းခွန်းနာကိုအကျင့်မလုပ်ပါနဲ့။ထမင်းစားတဲ့အခါမိသားစုနဲ့အတူတူစားတာဒါမှမဟုတ်ထမင်းစားနေချိန်မှာသူနဲ့အဖော်လုပ်ပေးပြီးစကားပြောပေးတာ။ ဖုံးပြပြီးထမင်းကျွေးတာကရေချေအတွက်နီလန်းကောင်းမဟုတ်ပါဘူးနော်ထမင်းကျရင်ဖုံးသုံးတတ်တဲ့အကျင့်ရှိတယ်ဆိုရင်အခုကစပြီးစူးစမ်းဖြတ်ကြည့်ပါနော်ဒါကအာယုံလွင့်ပြေစေလို့မကောင်းပါဘူးနော်စစချင်းမှနေရခတ်တယ်ဆိုပေမဲ့နောက်ပိုင်းကျင့်သားရသွားရင်တော့ဖုံးမသုံးမဲ့ထမင်းကျရတာကပိုပြီးအရသာရှိလာမှာပါလို့ပြောကြရင်လည်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်အားလုံးပဲနေကောင်းကျမှတော့နေရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်